ဒီနိုင်ငံမှာငွေရှာမယ်ဆိုရင်ဘာသာရေးကိုအတုံးချရဲတဲ့ရုံညံတဲ့စိတ်ဓာတ်ငွေရဲဖို့ပဲလိုပါတယ်အဲ့ဒါဟာအရှုံးမရှိသောယဉ်ဤမြုပ်နှံမှုတစ်ခုလိုဖြစ်နေပါတယ်မြင်တွေ့သမျှအကြောင်းသမျှတွေမြင်မတော်တိုင်းကြုံမိတော့လေအောင်မင်းပဲလွန်ရာချလိုက်မယ်မင်္ဂလာပါခင်ဗျာဒီဘလော်လေးကနေပြီးကျွန်တော်မျှဝေခြင်းနဲ့အကြောင်းအရာကတော့အဲ့ဒါကတော့တခြားမဟုတ်ပါဘာသာရေးအတုံးချငွေရှာနည်းလုပ်ငန်းတစ်ခုအကြောင်းပဲဖြစ်ပါအဲ့ဒါပါလဲဆိုရင် ်မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကိုအကြောင်းကြခုထုံးလို့ကာပါယူပြီးတော့မြတ်စွာဘုရားရှင်ရဲ့အထက်မှာအဟိတရိစ္ဆာန်အပေဘုံသားဖြစ်တဲ့မွေတွေကိုထားကျင်တော့ထားနေတော့အဲ့ဒီလိုဘုရားရဲ့အထက်မှာမွေကိုထားပြီးတော့လိန်ညာစားနေကြတဲ့ဘောဘကလူကြီးလို့နာမည်ခံယူထားတော့ဘုရားထက်ကြီးကျင်နေကြတဲ့ဘုရားလူကြီးတချို့ကလည်းတာကမဟာနာယကဆရာတော်ဘုရားကြီးများရဲ့ဓမ္မဆက်နဲ့အတူ တက်ဆိုင်ရာအစိုးရမင်းများရဲ့အာဏာဇက်နဲ့ပေါင်းဖက်ပြီးတော့တားဆီးနှိမ်နင်းပေးဖို့ဒီဘလော်လေးကနေမေတ္တာရက်ခံတောင်းဆိုကြင်တာပဲဖြစ်ပါလေခင်ဗျဗီဒီယိုလေးကြည့်လိုက်အောင်ပါ ဆက်လက်ပြီးချုပ်ဆရာတော်ဘုရားကြီးရဲ့တရားတော်ကိုလည်းနာယူကြည့်အောင်ပါအင်းရတယ်လို့ရက်ကြမိတ်နေတဲ့ဒီမွေကြီးကချီးရခြင်းဘုရားပေါ်ယူချမှသိပေါ့ချင်းဘုရားပေါ်ပေါ့ချမှခိုင်းကြည့်သားတို့ဘုရားတရိဆိုင်ရဲ့ချီးယူဘသိယူဘဖြစ်နေပြီဘုရားလည်းကြည့်တယ်ဘုရားလူကြီးဆိုတဲ့အဆုတ်ပြတ်တယ်လေမလုံသင့်ဘူးပြီးတော့ဆရာတော်ဘုရားကြီးမိန်ကြားတာနဲ့တင်တော်တော်လေးပြည့်စုံနေပါတယ် ီဗီဒီယိုထဲမှာအခုမြင်တွေ့ကြရတာကတွင်တင်းမျိုးခေါင်းတော်ချုပ်ဘုရားကြီးမှာဖြစ်ပါတယ်။အခုလိုလုံးဝမတင့်တော်တဲ့လောကတွင်တော့အခုသတိဆံရုံလားလို့နေယူရတော့အောင်ဒီဗီဒီယိုထဲမှာမြင်တွေ့ရတဲ့အတိုင်းပဲငွေအကောင်ပေါင်းများစွာကိုဖန်ဆီးပြီးတော့ဖျားဆောင်မဲ့ကိုချက်ထားပါတယ်။ပြီးတော့ဘုရားကြီးပုံပုံများရဲ့ခံကနေပြီးတော့ ကျောင်းကြီးရံပုံတွေစုပြီးတော့လည်းအမျိုးမျိုးပေါင်းစင်တက်ပြီးတော့လက်လာပါရှာမှုစုခံနေကြတာဖြစ်ပါတယ်ခုလိုဘုရားရဲ့ရှင်မှာမွေဆိုတဲ့သကလုံးကိုထားပြီးတော့မွေဖျားလို့ပေါ်ပေါ်သုံးဆွဲခြင်းတွေနဲ့အမျိုးမျိုးသောပေါင်းစင်တက်ပြီးလက်လာပါမွေရှာအလှခန်းနေတာကိုဒီကနေ့ကျွန်တော်တို့မြန်မာနိုင်ငံမှာနေရာတော်တော်များများမှာတွေ့မြင်နေရပါတယ်ကျွန်တော်တို့ထေရဝါဒဗုဒ္ဓဘာသာဝင်တွေဟာလောကမှာဘုရားရှင်သည်အမြတ်ဆုံးလို့ ယုံကြည်ပြီးတော့အထွတ်မြတ်ထားကိုယ်ပွဲစီးကပ်နေတာဖြစ်ပါအခုလိုဖះချင်မှုမူရင်းနဲ့တရန်နဲ့ထားပြီးတော့အာရမနင်းနဲ့လတ်လာပါရှာဖွေနေတဲ့အထက်မှာတချို့နေရာမှာဆိုရင်ခုံကြီးတွေကိုတိုင်းတောင်ဦးစီးဦးဆောင်လုပ်နေတာကိုတွေ့ရတယ်ဒီနေရာမှာကျွန်တော်အမြင်ကတော့ အရက်တောက်တဲ့ဘုန်းကြီးဓာတုဘာမာကိစ္စနဲ့ရှုပ်တဲ့ဘုန်းကြီးဆိုရှယ်မီဒီယာပေါ်မှာမထော်မနာလုံနေကြတော့ဘုန်းကြီးတွေကသာသနာညှိုးနှွမ်းမှုနဲ့တရားစွဲတယ်စစ်စစ်အေးအေးယူခြင်းတွေလုပ်နေတဲ့ဆိုရင်ကိစ္စနှစ်ခုကိုချိန်ထိုးကြည့်လိုက်အောင်ဘုန်းကြီးတွေသာသနာညှိုးနှွမ်းအောင်လုပ်တယ်ဆိုတာကဒီပုဂ္ဂိုလ်ဒီလူဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့အေးအေးယူလို့ရပါတယ်တို့တော့အခုလိုလုပ်နေတဲ့ဘောဘကလူကြီးတွေတခါကြတော့ ဖရာရှင်ကိုကာပါယူတယ်။သာသနာတော်ကိုခုထုံးလုပ်တယ်။ဘုန်းကြီးတွေမထော်မနှမ်းလုပ်တာထက်ဒီခောဘကတွေသာသနာဖျက်နေတာကပိုဆိုးပါ။အဲ့ဒီပြဿနာနှစ်ခုကိုအဆင့်တက်မှတ်မယ်ဆိုရင်ဆိုရှယ်ပေါ်မှာတရုတ်ပြက်တဲ့ဘုန်းကြီးတွေကိုနံပါတ်နဲ့ထားပြီးဒီလိုခောဘကသာသနာပြက်တွေကိုနံပါတ်၁နေရာက ထားပြီးတော့ကိုသာသနာတော်တန်ရှင်းရဲ့အတွက်နှိမ်နှင်းဖို့လိုအပ်ပါတယ်။အဲ့ဒီလိုလောရတွေကိုလည်း သာသနာညှိုးနှွားအောင်လုပ်တယ်လို့မြင်တဲ့လူကတော်တော်ကြီးကိုနဲပါဒီကိစ္စမျိုးတွေကိုအသေးအဖွဲကိစ္စလေးတွေလို့သဘောထားပြီးဆက်နေကြမယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာပိုက်ဆံရှာမယ်ဆိုရင်ဘာသာရေးကိုအတုံးချရဲတော့အောက်တန်းကြတဲ့စိတ်ဓာတ်တစ်ခုပဲမွေးရဖို့လိုတယ်အဲ့ဒါဟာပိုက်ဆံရှာဖို့ငွေရှာဖို့အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုလိုဖြစ်ပြီးတော့အဲ့ဒါကြီးခေါင်ယိုးကျိုးပြီးတဖြည်းဖြည်းနဲ့ တာဒနာတော့ဝင်ပြောက်သွားပါလိမ့်မယ်။ဒါတော့ဒီကလေးလေးကနေအကြံပြုချင်တာကတော့ဖရာမျက်နာကိုပဲကြည့်ဖရာအဆုံးမကိုပဲမျက်နာမူပြီးဖရာအထက်မှာဘာမှမထားတော့ဘာသာရေးယုံကြည်စည်းကပ်မှုတွေနဲ့ရှေ့ဆက်ဖို့လိုအပ်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ခင်ဗျ။အဲဒီကလေးလေးမှာတော့ဒီလောက်ပါပဲဗျ။ကျွန်တော်ဘလို့အစ်စ်အစ်စ်တွေနဲ့ပြန်လာခဲ့ပါဦးမယ်ခင်ဗျာ။ ရင်တွေးသမျှအားသမျှတွေမြင်မတော်တိုင်းကြော်မိတော့လေအောင်မင်းပဲလွန်ရကြလိမ့်မယ်